။စွဲတယ်။နော်နိုင်ငံတော်အကြီးအကဲတက်မတော်ကွယ်ဦးကြီးချုပ်ဗိုလ်ချုပ်ကြီးဦးမေအောင်လာအပါဝဲတက်မတော်ဦးချုပ်ကြီးနော်နောက်တော့တက်မတော်မတော်ဝန်ထမ်းဆောင်တွေရဲဘော်ကနေစားပြီးတော့ကာကွယ်ဦးကြီးချုပ်ဝတိအရန်တိတ်ခါကြားတယ်။အောက်မှာပေါ်တာတွေစွဲတယ်။နော်ခစ်တက်ကြီးထဲမှာလှုပ်ရှားနေတဲ့ဝန်ထမ်းတွေကျွန်တော်တို့ကွန်ပျူတာကြောက်တယ်။ဂျာမန်ကြီးကြောက်တာနော်အဲ့ဒါကတော့ခစ်တက်ကြီးထဲမှာလှုပ်ရှားနေတဲ့လူတွေကိုကျွန်တော်အစိုးရတရားအနေနဲ့ ခုအချိန်ဒီတော်တော်ဆိုးလာပါပြီအောက်မှာတိုင်းပြတကယ်တမ်းကျရင်အေးချမ်းနေပြီတကယ်ကိုအေးချမ်းလာမှာဘာမှမဖြစ်ဘူးလာချိုးပြန်မရလို့လည်းဘာမှဖြစ်သေးဘူးအေးဆေးပဲဒါပေမဲ့ပြလို့ဆိုမြန်မာနိုင်ငံရဲ့နော်အခိုင်အမာဆုံးသောကွန်စတီကျူရှင်းကြီးကမြန်မာပြည်မျိုးပုံပျောက်သွားအောင်လုပ်မှာမဟုတ်ဘူးမြန်မာပြည်မျိုးပုံကိုပေါက်ပျောက်သွားအောင်လုပ်မယ့်လူကဗမာ PDF ဒီကိုမြောက်ပေးနေတဲ့နောက်ကနေအမိမသိတဲ့ လက်နဲ့ကိုင်တောင်းကျမ်းသူတွေပဲပြက်မယ်ပေးမယ်ဟုတ်လားဘာမှလောဘမောဟဒေါသမထားနဲ့အစွဲတန်းနေမထားနဲ့ငါတရားဟောနေတာမဟုတ်ဘူးမင်းတို့ဒေါ်စုကြည်ကြောင့်မင်းတို့ဘဝတွေပြက်ကုန်လားမင်းတို့အခုမင်းဘဝပြက်နေဒေါ်စုကြည်တော့မင်းတို့တိုင်းပြည်ဒီတိုင်းပြည်ဖြည့်စည်းလို့ရမယ်ခြင်းလားဒီတက်မလို့မင်းတို့ဖြည့်စည်းလို့ရမယ်ခြင်းလားဘောရရမယ်လို့ပြောလိုက်တယ်မင်းတို့မင်းတို့ဘယ်တော့မှမရဘူးဘာသာပေါ်ရင်ခုလိုနိုင်အောင်မသွားရင်ဟောဘူးမှမတတ်ဘူးအဲ့ဒါဘာလို့လဲအမှန်တရားကိုလည်းလို့အမှန်တရားကိုချက်လို့ဒီလိုတော့ပြတ်တယ်လို့ဟောတာစူပါကဘာလဲ ဲ့ဆိုလည်းဒီလိုမှရှိရလို့ဟာရဲ့ဘယ်လိုဖြစ်နေလဲဟာရဲ့အမိုက်နေတဲ့မိုက်ကြီးဘာဖြစ်လို့မဟုတ်တာမှမလို့လားမဟုတ်တာမလို့လို့မျိုးတန်းရင်တက်လေဟုတ်တယ်မလားဘာဆန်းနေလို့လို့မတ်ဆောင်မတက်ဘဲနဲ့သွားတာအမင်းတို့လိုကြွကျင်းနေတယ်မှာဇော်ပွဲမပါဘူးမင်းတို့ဗမာတွေတချို့ဗမာတွေတော်တော်တော်မင်းတို့ကောင်တွေတော့ကိုတူမျိုးပေါ်မှာမင်းတို့တစ္ဆာမရှိဘူးသူများတစ္ဆာရှိရယ်ကိုတူလို့မျိုးမှာတို့ဆန်းနေဆန်းဆန်းငါပြင်းနေဆန်းဆန်းရနော်တစ္ဆာရှိတယ် မင်းတို့ဗမာတွေကဘာလို့လဲသိလားငါအဲ့လိုပြောတာမင်းတို့ဗမာစောက်သုံးမကြတဲ့ဗမာတွေကိုပြည်မှာအိမ်မှာကိုနိုင်ငံကိုလူမျိုးတိုးတက်အောင်ခွင့်ပြုအောင်ကြီးပေါ်အောင်လုပ်မယ်လူတွေလည်းလက်မတွဲဘူးငါလုံးမသားတွေဖေးမေးတော့ကြိုးတော့သွားလန်းလားနော်ဒီတော်စုကြီးတယောက်တည်းနဲ့မင်းတို့အကုန်လုံးဘဝတွေကိုစုံစုံမြုပ်သွားအောင်လုပ်လိုက်တာမင်းတို့ဝွေကျွတ်တော့ကြီးတဲ့ကောင်ကြီးမင်းတို့ရဲ့ဇော်ပဲဆိုလို့ဇင်မာအောင်တို့ရင်ကိုလက်တို့ရီမွန်တို့နော်အခုမင်းတို့ဟိုစေဒီဖြစ်တဲ့အခုမင်းတို့ဒါမှရိုးရှင်ပြုတ်ဆောင်လို့မင်းမကုန်းတို့လင်းလင်းတို့ဟမ် ိုင်းပြီးတော့ဘယ်ဘယ်နှစ်ခုနေ့ဖြည့်စီမလဲလို့ပဲပြောအရေးတော့မအောင်မယ်တော်လိုင်းအောင်မယ်မပြောနဲ့ငါတို့တိုင်းပြီးတော့2020ခုနှစ်ဖြည့်စီပါမယ်လို့လို့ပြောနော်မင်းတို့ရေတော့အောင်မပေါအောင်လားဆော့ပေါ်လေးလမ်းလေးကိုလည်းကွက်လေးရိုက်ရအောင်ဂျုံကြီးရမှာနော်မန္တလေးတိုင်းနားပါးကရေဂျုံကြီးရောဦးမေအောင်လိုင်းရောဟိုဦးဘာလကန်လားဆေးဦးဘာလကန်မသိပါဘူးအဲ့ဒီအဲ့ဆေးဦးနာမည်လည်းငါမသိဘူးဦးမေအောင်လိုင်းကပါနေဆေးဦးလို့ကွက်ရိုက်ရောငွေတိုက်စာချုပ်တွေလုံးဆော့ပေါ်လေးမင်းတို့ကောင်းတော့ချီးပဲရှိတယ်ချီးပဲရှိတယ်တိရ ဘယ်ဟိုနိုင်မှာတော့ဟမ်လက်ရှိမင်းပြထွေးရအောင်မင်းတို့ဖေးရအောင်မဗလာဒီမာပူတင်နဲ့သွားတွေ့ပြီးပြန်လာပြီးတော့ဘာလို့လုပ်နေမှမသိဘူးဟမ်မင်းတို့တေတော့မယ်ကလာတာတိုက်တော့မယ်မင်းတို့ဟိုအနှူနှီးနဲ့တတ်နေတာဒီလားဟမ်ဒီနိုင်ငံဒီဒီအင်းမင်းဒီအင်းအောင်မင်းတို့နိုင်မယ်ထင်လို့လားနိုင်မယ်မင်းတို့တိုက်မယ်ဆိုရင်တိုင်းတိုင်းနိုင်ငံကြာပြီပေါ့စောက်ပေါ်ရည်ချီးပရိဒီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာဇော်ဘုံဟင်းရုပ်တံနဲ့အတူ ခလန်းမျိုးတိမ့်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားအချို့ဖမ်းမိထားကြောင်း CNDF ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ချင်းပြည်နယ်ဖလန်းမျိုးမှာချင်းညီနောင်ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေဒီရပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တုံးမှန်အဖြစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကပြောပါတယ်။ဖလန်းမျိုးကစစ်ကောင်စီလက်ကျန်တဲ့စခန်းခလာရ268 တက်ရင်တင်ပိုက်နိုင်မှုထိုးစစ်ဆင်တိုက်ခိုက်နေပြီးဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်လာတာလို့ CNDF ပြောခွင့်ရသူစလိုင်းတင်မီထုတ်ပြောပါတယ်9ရက်မြောက်ရှိပြီပေါ်တိုက်ပွဲကတော်တော်ပြင်းထန်တဲ့အနေအထားမှာရှိတယ်သူတို့ကတော့လေကြောင်းအဓိကထားတိုက်တာပေါ့ ြေပြင်မှာကျွန်တော်တို့ကအသာစီးမှရှိတဲ့အခါကျသူတို့ကလေချောင်းကိုပဲတနေကုန်သုံးတယ်ဒီနေ့မှဆိုလဲဖလန်းနာမှာသူတို့စစ်ကူလာချတဲ့ဟာလည်းရှိတယ်သူတို့အင်အားဖြစ်နေတာပေါ့ကျွန်တော်တို့လည်းခလာရ268ကိုအပိတက်သိမ်းနိုင်မှုစူးစမ်းနေပါတယ်ဒီရပိုင်းအတွင်းလက်နက်ခဲယမ်းတွေတင်စီရမီတာစစ်ကောင်စီတပ်ကစစ်တုံးပန်းတွေထပ်ဖန်းစီရမီတာတွေရှိပေမဲ့အရေးအတွက်နဲ့အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့သူကပြောပါတယ်2024ခုနှစ် နိုဝင်ဘာလ9ရက်နေ့မှာဖလန်းမျိုးတိမ့်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နောက်ဆုံးကြံနေတဲ့ခလာယာ268တက်ရင်ကိုချင်းညီနောင်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာပါမင်းဘာကြည့်လေသွားနေမင်းတို့မိုင်းတော်ကိတ်တွေမှာဟောမင်းတို့ဖင်မရပါနဲ့ဆိုတော့ပရိုတိုခတ်တယ်မင်းတို့ဇော်ဘုံရဲ့စောင်းမင်းတို့ကတိမမသိလားဇော်ဘုံကဘယ်လိုမျိုးအတွင်တရန်နဲ့ဘယ်လိုနေနေလဲဆိုတာမင်းတို့ကမသိလားနော်တိုင်းပြည်တပီကောင်းစားဖို့ကျွန်တော်နိုင်ငံရဲ့လူမျိုးတွေအမြင်ကျေဖို့ အသိဉာဏ်ပညာကြီးဖွင့်ပြပြအတွက်ကိုကို တက်နိုင်တဲ့ဘက်ကနေအုတ်တချက်တဲတဲ့ပွဲအနေနဲ့ကိုကိုတိုင်းဆောင်ရွက်ရမှာကလူသားတိုင်းမှာတာဝန်ရှိတယ်တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့လူသားယောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ်အဲ့ဒါတွေကိုမလုပ်နိုင်ရင်တိုင်းပြည်ကောင်းအောင်လုပ်နေတဲ့လူတွေကိုမပုတ်ခတ်ပါနဲ့မဝေဖန်ပါနဲ့မစော်ပါနဲ့ကျွန်တော်တို့ကဟိုတိုင်းပြည်ကပေးထားတဲ့ပတ်စံကို ကျောင်းသားရဲ့စီးပွားရေးလေးတွေကိုကျွန်တော်တခါတကြရင်ပြင်မနိုင်တာလေးတွေကိုကူညီပေးတာလေးဟိုဘောရဆောင်ရွက်ပေးတာလေးကျွန်တော်မှရှိတယ်ကျွန်တော်ကတော့အယူသားဆုံးပဲဟိုကျွန်တော်ကဟိုဒီတိုင်းဒီနိုင်ငံဒီလူမျိုးအပေါ်မှာဟိုအမျက်ထုတ်မဲ့ကိစ္စမျိုးတွေအလုပ်တွေကျွန်တော်တို့မလုပ်ဘူးနော်နိုင်ငံတိုင်းကြီးကောင်းသားခြင်းနဲ့နိုင်ငံကောင်းသားခြင်းနဲ့ဒီတိုင်းပြည်ခုလိုပျက်စီးနေတဲ့အချိန်ဒီမှာပေါ့နော်တပတ်တလန်းကနေပြီးတော့ပါဝင်ပူပေါင်းဆောင်ရွက်ပေးစီခြင်းတာကိုယ်အသိစိတ်နဲ့ကိုပေါ့ဗျာစဉ်းစားကြည့်ပေါ့ဗျာဟိုအစိုးရကလောက်လာပြီးမှလှုပ်တာလည်းမဟုတ်ဘူး အစိုးရစီကဘာအခွင့်အရေးမှလို့ရှင်လို့လုပ်တာလည်းမဟုတ်ဘူးတကယ်တော့ရိုးသားတဲ့လူတွေကသူများချနေတာကိုခံရခံရတယ်ဆိုတာကိုကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့မှလည်းလူပေါင်းလူချင်းဝက်လူစည်းကမ်းတွေရှိတယ်ကျေးဇူးတရားတွေကိုတည်တံ့နားလည်းကိုလိုအပ်တဲ့အနေအထားမျိုးတွေရှိတယ်ကျွန်တော်တို့နိုင်ငံနဲ့လူမျိုးအတွက်ကျေးဇူးတရားဆိုတာကတက်လို့သားတွေပေါ်မှာရှိတယ်ဒါကခင်ဗျားတို့ရဲ့ဟိုခံယူချက်နဲ့စိတ်နဲ့ကတော့မသိဘူးပေါ့နော်ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့လူမျိုးအတွက်ဆိုရင်ကျေးဇူးအကြီးမားဆုံးကတက်လို့သားတွေပဲတက်လို့သားတွေပဲ နော်ဒီဘက်သူချမ်းသာတာတွေဆင်းရဲတာတွေကတော့ကျွန်တော်တို့ကမပြောချင်ပါဘူးကျွန်တော်ပြောမှဒီစကားတွေမဟုတ်ပါဘူးကျွန်တော်ခင်ဗျားတို့လွမ်းလို့လွမ်းလို့လာတာပါဟိုအခုမှ9မိနစ်နဲ့စက္ကန့်20ပဲရှိပါသေးတယ်နော်လွမ်းလို့လာတာပါဟိုဒါလုံးဝဟိုလိုက်ကကြကြသွားမှဆိုလို့ကျွန်တော်မပြောတာပြောဆိုတာဒီနေ့ကညောင်ဂျိုးကိစ္စကလေးနည်းနည်းတစ်ချက်ကလေးပေါ့နော်ညောင်ဂျိုးကမကြသေးဘူးစစ်သွေးကြွအေးအေးတို့ပြောလာတော့15ရောက်အလောင်း15လောင်းလောက်ရတယ်လို့ပြောတယ်အဲကျွန်တော်တို့သိရတော့အလောင်းက30လောက်ရတယ်เนาะ A viewer မှုတယောက် ကြဆုံးတယ်။ညောင်ကျိုးစကန်လုံးဝမကြသေးပါဘူး။နော်။အေးဆေးပါပဲ။အဲညောင်ကျိုးကြသွားရင်အဲပြည်တို့ကပ္ပစားတို့ဘာလို့အဲ့လိုမျိုးပေါ့ဟိုတိုင်းပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူတွေကတော့ဟိုအပွင့်နေတော့တော့စိုးရိမ်နေကြတာပေါ့နော်။စိုးရိမ်နေကြတယ်။ဟိုဘယ်လိုပြောမလဲ။အဲ့လိုမျိုးပေါ့နော်စိုက်ဝါးတွေထက်ထက်ခံရတဲ့အချိန်မှာကိုဘကကိုဘကနေပြီးတော့မှအဲ့လိုဒီမီဒီယာအနေနဲ့ reply နဲ့ reply မပြန်ပေးတာတော်တော်ဆိုးတယ်ပေါ့နော်အဲ့တော့အခုဖလန်းတို့ဘာလို့လက်ချောက်ရှေ့ပေါ့နော်ကျွန်တော်တရင်နေပြောချင်တာဗျာအရန်ပြော ဟိုဒီကျွန်တော်အောက်ကပြေးလိုက်ရင်တော့တရေချင်းမြေရပဲသိရမှာဗျာဒါပေမဲ့ဒီလိုလိုနိုင်အောင်တက်ပြီးပြောနေချိန်မှာနိုင်ငံပိုင်မီဒီယာလည်းမဟုတ်တလို့ကျွန်တော်ကမီဒီယာတွေမှာလည်းမဟုတ်ကျွန်တော်စပီကာတွေမှာဖြစ်တော့စပီကာတွေမှာတော့ဒီနေ့တရေကိုအချက်နဲ့နာမည်ကံကံလေးနဲ့ပြန်လေပြီးတော့မှဟိုတိုင်းပြည်ကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့လူတွေအပါဝင်တိုင်းပြည်ကိုချစ်တဲ့နိုင်ငံတိုင်းပြည်ကိုဖြတ်တဲ့နိုင်ငံကိုဖြတ်တဲ့လူတွေရောနော်ဒီစေစိုးရဆိုပြီးတော့မှအာနာရှင်ဆိုပြီးတော့မုန်တီးတဲ့လူတွေအားလုံးကကျွန်တော်ရဲ့ live ကိုစောင့်ကြည့်နေကြတော့ကျွန်တော်အရင်ပြောချင်တာလမ်းမှာကျွန်တော်အခု တောင်ကျရနေသွားတယ်တောင်ကျရနေဆိုတော့ကျွန်တော်ဘယ်လိုပြောလဲကျွန်တော်ပြောပြမှာနော်မြန်မာနိုင်ငံရဲ့ဖြစ်နေတဲ့အနေအထားကိုကျွန်တော်ပြောပြချင်တာကျွန်တော်တောင်ကြီးလေးမိုင်ထွက်တဲ့ကနေပြီးတော့ကျွန်တော်ထွက်သွားတာထွက်သွားပြီးတော့မှအဲ့မှာဓာတ်ပါတော့ဟိုဘုံပေါ့အဲ့ဟိုဘုံကနေပြီးတော့ဟိုဘက်မှာမိုင်းပေါ့မိုင်းပေါ်ကနေလွယ်လင်းအဲ့လွယ်လွယ်ကနေအဲ့လိုကျွန်တော်တောက်ချောက်သွားတာပေါ့ဟိုမှာပင်လုံလို့ဟိုဘက်ကျတော့ကျွန်တော်နမ်ဆန်ဘက်ကိုမထွက်တော့ဘဲနဲ့ကဲကြားဘက်ကိုအဲ့လိုမျိုးပေါ့နော်သွားတာအေးအေးတို့ဘာလို့ညာလို့ဘာလို့ကြားကောင်းကြားကောင်းပုံစံလေးနဲ့ပဲကျွန်တော်သွားတယ်အဲ့ဒီ လေချားကြော်သွားတာနဲ့အလုံးဝအစီထိုးရတာဘာလို့မသိရှမ်းကြာရုပ်ကြာရုပ်ဒီကြာကောင်းရုပ်တွေနဲ့နော် ကျွန်တော်တို့တော့တပုံလုံးမပြောရဘူးကျွန်တော်တို့သွားတယ်အေးချမ်းချမ်းပဲစစ်တပ်ကလေးရှိတယ်ဥမာတခုဟိုဒီကြာကောင်းဒီဘောနော်ညီလေးတွေရှိတယ်ပေါ့ကျွန်တော်တို့ကတိုင်းသားတွေဟိုတို့ကကျွန်တော်တို့အနေနဲ့မှမပြူဘူးစစ်စင်းနေအေးချမ်းနေဥမာတို့ဟင်းဘိုးတထောင်ပေးနေယူရယ်ဗျာ ကျွန်တော်ကိုယ်တိုင်ဒီလမ်းကိုဖြတ်တန်းလာခဲ့တာဒီနေ့အခုကျွန်တော်မနေ့ရက်နေ့ကျွန်တော်လာဖြတ်တော့ကျွန်တော်တို့ကြည့်ကြည့်လိုက်တယ်သူတို့စစ်ဝတ်တာဝတ်ထားတယ်သူတို့ချမ်းစင်းလို့သူတို့ကြားကောင်းပုံစံတွေကျွန်တော်လည်းမပြောတတ်တော့ဘူးပုံစံအမျိုးစုံနဲ့ကျွန်တော်တွေ့တာကျွန်တော်လိုတော့တိုင်းရင်းပြည်ကိုကျွန်တော်တကယ်မှန်အမှန်တရားဘက်ကနေရက်တည်နေတဲ့လူတယောက်ကကျွန်တော်ပြောတာနိုင်ငံရေးကိုနိုင်ငံရေးတိုင်းရင်းပြည်တက်မတော်ရေးကိုကျွန်တော်နောက်တော့အောက်ခြေမှာအကျင့်ပြချစားတဲ့ဝန်ထမ်းတွေပေါ့နော်အဲ့လိုနေရာကနေကျွန်တော်အမှန်တရားကိုရက်တည်နေတာကိုကျွန်တော်မိုင်းတော်ကိုတောင်ကြီးကနေပြီးတော့တွားတာ ကျွန်တော်ပြီးတယ်ဗျာဒီလားကြားကောင်းနေအဲ့ဒီရှမ်းရှမ်းစိန်လို့ခေါ်တာကျွန်တော်တရားမှမဖမ်းဘူးအကိုကြီးလည်းအကိုကြီးကိုကျွန်တော်မြင်ဘူးတယ်ရတယ်လို့ဒီလေးလို့အကိုအားလို့ဟိုပြုတ်နေနေမယ်လို့ဟိုဒီဘက်မှာခိစ္စအလုံးတစ်ခုရှိလို့လာတာလို့ဟိုဟိုညီမလို့လည်းကျွန်တော်တို့ဘရိုအန်ဟောတာအကိုကြီးလာရဲ့တယ်ဟိုလေလာရဲ့ပါတယ်လို့ကမ္ဘာလာရဲ့တာကြောင့်ရှိတယ်လို့ဒီလိုနဲ့ကိုလည်းရန်သူမှမဟုတ်တာလို့အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ဟင်းမိုး9000တရိုင်9000ပေး1000တရိုင်1000ပေး2000တရိုင်2000ပေး เนาะကျွန်တော်နောက်တစ်ခုကမြန်မာမြန်မာတက်မတော်ကိုလည်းကျွန်တော်ပြောခြင်းတယ်မြန်မာတက်ကျွန်တော်တို့စစ်တီစစ်သားတယ်ဒီခုရှမ်းပြည်နယ်တောင်ဝိုင်းကနေပြီးတော့မှတောင်းလိုက်ရဲ့လေးမိုင်အထွက်ကိတ်ကနေလေးမိုင်ကနေအထွက်မှာကျွန်တော်တို့ဒီလေးမိုင်ကြီးရှိတယ်ငွေကြီးတော့တယောက်မှမပြောဘူးစစ်သားတွေကလုံးဝမပြောဘူးစစ်သားလည်းမပြောဘူးရဲလည်းမပြောဘူးပြည်သူစစ်လည်းမပြောဘူးเนาะအဲ့မှာကြားကောင်းတဲ့ရှမ်းစိန်ရှမ်းစိန်ကသူတို့ပြောနေရမယ်တယောက်မှမပြောဘူးအဲ့ဒီလမ်းတစ်ကြောလုံးအားလုံးပြည်လေအောင်သွားလို့ရတယ် ်ခကြီးတယ်ကောင်းကိုနေကောင်းဒါပေမဲ့ကျွန်တော်တကူတော့ပြောမယ်နော်ကျွန်တော်ဖြတ်သန်းခဲ့ရတာကိုပြောတာကျွန်တော်ဒီဟိုအပွင့်နေတော့တနိုင်ငံလုံးကျွန်တော်တို့တော်တော်များများသိတယ်အခုအဲ့ကလေးတောင်မှသိတော့ဟိုတက်မလို့ဆိုလဲကျွန်တော်ကတွေ့တော့အညီလေးရောညီလေးရောဟင်းပိုးလေးပါနေတာပေါ့ကျွန်တော်ပေးတယ်တက်မလို့ဦးလေဟာကျွန်တော်တို့ကရှိတယ်လေကျွန်တော်တို့စစ်သားအဲ့လိုမကူလေလို့ငါမင်းတို့ဒီအင်းဘိုးပေးကြတာငါငါရောက်လို့လို့ငါဒီမှာသွားကြကိစ္စရှိလို့ငါပေးတာဆိုတော့အဲ့လိုပေးမှယူတာကျွန်တော်တို့အထက်ရာရှိမသိရင်လည်းမယူဘူးပါ냐ပေါ့အစ်စ်တက်ကလည်းဒီလိုပဲ ဲ့ဒီမှာရှိနေတဲ့ကြားကောင်းလေးတွေအခွဲရတယ်အဲ့လိုပဲပေးသွားတယ်ပေးယူတယ်အဲကျွန်တော်မေးတယ်ဟိအောင်လို့ခိုးမှမိုင်းတော်ဘက်ကိုသွားတယ်စစ်ကားတွေဆိုလို့ရှိရင်လို့မင်းတို့ဒီဘောနော်ဟိုဒီဆန်ကလေးတွေပါဗမာတကားကလေးလားပစ္စိုးခါးကြိုးလာတာဗျတို့တော့ဘယ်လိုလုပ်လဲဆိုကျွန်တော်တို့ဘာမှပြည့်စရာအကြောင်းမရှိဘူးလေ။တော်မှကျွန်တော်တို့ကျွန်တော်ရဲ့ဆိုင်းဝင်တွေရင်းကိုအခုလည်းဖြစ်ရှိလာပေတဲ့ပြည်သူလူထုကသာချင်းသာရဲပေးတဲ့ကြေးကိုကျွန်တော်တို့ရှိုးရဲ။ဒါပေမဲ့ဒီလမ်းပေါ်မှာကျွန်တော်တို့လုံခြုံရေးလုပ်ပေးထားတယ်။ ဒီလမ်းပေါ်မှာတိုက်ပွဲမဖြစ်ဘူးစစ်မဖြစ်ဘူးစစ်တပ်နဲ့တိုက်ပွဲမဖြစ်ဘူးပြည်သူလူထုနဲ့တိုက်ပွဲမဖြစ်ဘူးဘသူနဲ့မှတိုက်ပွဲမဖြစ်ဘူးအကိုကိုလည်းကျွန်တော်တို့မှဖမ်းမှုဘူးလေဟာမိုင်းလိုက်တာအဲ့ကျွန်တော်ကျွန်တော်တို့ပြေးသွားတာအဲ့ကျွန်တော်မိုင်းတော်တိရောက်တာမိုင်းတော်တိရောက်ပြီးတော့ခုကျွန်တော်လာကျိုးနာလေးတနေရာမှာကျွန်တော်ရောက်နေတယ်ပြောချင်တာကကျွန်တော်တို့တက်မတော်နဲ့အတူကိုင်းသားလက်လက်ကညီကောင်မမတွေအားလုံးကအဲ့လိုမျိုးနေအရန်ကောင်းပါမယ်ဆိုပြီးတော့ကျွန်တော်အရန်ပြောတယ်ဒါရင်လည်းကျွန်တော်တို့နိုင်ငံလုံးသိတယ်ကျွန်တော်မိုင်းတော်မှာရွှေနဂါစားတော့ဆိုင်ခမင်းဆိုင်ရှိတယ်ဘောင်းကြီးအဲ့ရညမှာစားတာ ျွန်တော်အကုန်သိတယ်အဲလာချိုးကလူတွေရောအကုန်လုံးကျွန်တော်လူတွေကလူတွေမထွက်ရဲလို့သဘောရဘာဖြစ်လဲတော့ညာဖြစ်လဲတော့အကုန်လုံးလာနှုတ်ဆက်တယ်အကိုတော့အမှန်တရားပြောတာအကိုပဲရှိတယ်ဗျာတဲ့အဲ့တော့ကျွန်တော်တို့ဒီလမ်းကြောင်းလေးတစ်ခုကြီး LOC လမ်းကြောင်းလေးတစ်ခုကျွန်တော်ကြီးလိုက်ရင်စစ်တပ်ကလည်းဘာမှမဖြစ်ဘူးရဲရတယ်ဘာမှမဖြစ်ဘူးအဲ့ဒီမှာရှိနေတဲ့ကြားကောင်းဒီဘက်ကလေးတထားတဲ့ညီလေးတွေကလည်းဘာမှမဖြစ်ဘူးအဲ့တော့ပြည်သူလူထုတွေကအားလုံးအေးအေးချမ်းချမ်းနဲ့ဒေါ်လာလှူရှားလို့ရနေတယ်ဂိုင်းပြည်ကကျွန်တော်အများကြီးပြောတယ်နော် ဒီချမ်းတော်ဘသူရဲဆောက်လန်းဘသူရဲဆောက်လန်းပြီးလို့ရှိရင်ဒီဘက်ကခုကျွန်တော်တို့ကမန်းကြောင်ကနေပြီးတော့မှလော်တာချီလက်တို့ပါလို့ရှိမယ်အဲ့ဘက်ကလာတဲ့လမ်းတွေအားလုံးကအေးချမ်းနေတယ်ကျွန်တော်တိုင်းပြည်မှာအဲ့ဒီလိုလမ်းလို့တွေအပေါ်မှာပေါ့နော်ပြည်သူလူထုရောဝန်ထမ်းတွေရောအခုဟိုရှမ်းစိမ်းမြေပြည်ပြည်ပါပဲဒါကသာသာပြအောင်ဘောလာလောက်စားနေကြအောင်ကျွန်တော်မြင်တွေ့နေရတော့ကျွန်တော်တော်တော်လေးပီတိဖြစ်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့နိုင်ငံဘာလို့ဒီတိုက်ပွဲတွေခေါ်ဆောင်နေမှာလို့ခမားတို့လက်လက်ခံတယ်မှလားလှုပ်ရှားကြ ခမောက်လုံစားကြဆိုတာကပြည်သူလူထုကိုလုံခြုံရေးပေးမင်းတို့ဒီလမ်းကိုသွားဖို့အတွက်ငါတို့လုံခြုံရေးပေးမယ်ဟောငါတို့ကိုလည်းပြန်ကြည့်တကယ်ရှမ်းဘွယ်စီဆိုလဲကျွန်တော်သိတာပဲသိတယ်ပတ်စံတစ်ထောင်တောင်းယူလဲပေးတယ်တော့တစ်ထောင်ဆိုတော့တော်တော်မရိုင်းပါလေငါတော့ယူလဲပေးတယ်ဗျာနော်အဲ့လိုမျိုးတွေကလုံစားလို့ရမယ်ဆိုတခုတော့ရှိတာပေါ့ဥပဒေနဲ့မလုံခင်းနဲ့လုံတော့မလုံနဲ့လေနိုင်ငံတော်ကြီးတရားဝင်အခုဆောင်ထားတာတော့ဘာလို့ဆိုလို့လုံပေါ့နောက်တစ်ခုကဘတ်တူးရက်ဆောက်ပါစစ်နေတယ်ပေါ့နော်တချို့တော့ဂျဲတွေစကားကိုမျိုးမျိုးမပြောပါနဲ့ ရဲဆိုရင်စကားကိုဖာပြင်းဖာပြန်ကြံပြီးတော့မပြောပါနဲ့နော်ဒီရက်စောက်ရက်စောက်ရက်စောက်ဘက်ကရဲတွေတော်တော်များများပါနော်ကျွန်တော်ပြောတာကကျွန်တော်ပြောတာကခမားတို့စိတ်မစိုးနဲ့ခမားတို့ကျွန်တော်တခုပြောထားမယ်နော်ရက်စောက်ဘက်ကရဲတွေစကားကိုဘလောင်းမလဲမပြောပါနဲ့ယောက်ျားပြီးသားပါယောက်ျားလို့ကြင်ကြံနေတိုင်းပါနော်ဖာပြင်းဖာပြန်နဲ့ဟိုရှေ့ရောက်နေဟိုတမျိုးပြောတယ်ဒီရှေ့ရောက်ဒီဒီတမျိုးပြောတယ်ဆိုတာအဲ့ဒါဖာပြင်းဖာပြန်စကားနော်ကျွန်တော်ကဟိုနိုင်ငံတိုင်းနိုင်ငံမှာ ကျွန်တော်တို့ဝန်ထမ်းတွေအားလုံးဒီပြည်သူလူထုကိုပြန်ကြည့်ပြီးတော့မှတည်တည်ငြိမ်ငြိမ်နဲ့သွားလာမယ်လှုပ်ရှားမယ်ဖြစ်ဖြစ်ဖြစ်တဲ့အရာကိုဖြစ်ရမယ်ဆိုလို့ရှိရင်တော့တိုင်းပြည်ငြိမ်းချမ်းဖို့ကတိတ်မဝေးပါဘူးလက်ရှိက PDF တွေကမြန်မာတိုင်းရင်းသားမြန်မာနိုင်ငံထဲကတိုင်းရင်းသားတူဖြစ်တဲ့ဓမ္မ PDF တွေနော်ပါသွားလို့ဗိုလ်ချုပ်နေဗိုလ်ချုပ်ကြီးနေဝင်းကိုလည်းပြောခဲ့ပါတယ်ဓမ္မတွေတပုံမထမကြမချင်းတိုင်းပြည်အေးချမ်းချမ်းပဲလက်နေကိုင်းတိုင်းရင်းသားတွေရတယ်သူတို့ကလည်းသူတို့နေရာမှာသူတို့တော့သူတို့လမ်းကိုပြရင် တို့တောင်းတောင်းတောင်းမယ်တောင်း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 ကြပါပဲလေအခုတက်မတော်လည်းသိတာပဲလေမိုင်းတော်မှာတက်မလို့ရှိတာပဲအဲ့မိုင်းတော်လည်းအခုဒီတောင်ကြီးကနေပြီးတော့မှသွားတဲ့လမ်းထဲမှာလည်းရှိတာပဲအားလုံးကအရှင်ပြေပြေပဲပြည်သူလူထုကလည်းကျေနပ်တာပဲသွားကြလာကြစားကြတော့ကြဒါပေမဲ့တပတ်ဖွဲ့စည်းကနေပြီးတော့မှအမင်းတို့ဘာတင်လာတာလဲအဘာလို့လာတာလဲအဘာဖြစ်တာလို့ညာဖြစ်တာလို့ကောင်းရင်တက်မတော်သားဆိုရင်ပုံကြီးကြတာပေါ့ဗျာဟုတ်တယ်မလားအာငါတို့ဟိုရှမ်းဂိတ်တွေကိုဖျက်ခဲ့တာကွာ အာငါတို့ငါတို့ကမြန်မာတပ်မတော်စစ်စိုးမြန်မာတပ်မတော်စစ်တပ်ကိုဖျက်ခါမှာနော်မြန်မာနိုင်ငံရဲ့ပြည်ထရေးလောက်ခံမှာရှိတဲ့ရဲကိုဖျက်ခါကြမှာငါတို့ကဘာဖြစ်လဲညာဖြစ်လဲတောင်းတော့ကြတော့အဲ့ဒီမှာ ქვენ လာပဲကျွန်တော်တို့ကနော်အဲ့မှာပြန် ქვენ လာပဲအဲ့တော့ကြတော့ဒီလမ်းကြောင်းပေါ်ကလမ်းကြောင်းပေါ်မှာရှိတဲ့လက်လက်ကိုင်နေလို့အခုနောက်ဦးအားရှာလမ်းမကြီးမှာရှိတဲ့လက်လက်ကိုင်နေ KNY ကိုင်နေ အလူရဲ့ခံရလက်လက်ခံရတော့အများကြီးပေါ့ဗျာပြည်သူလူထုကိုပြန်ကြည့်တဲ့လက်လက်ခံအခွင့်အရေးတွေဆိုရင်ဘယ်လောက်ထိစိတ်ချမ်းသာရမလဲအခုကအဲ့လိုမဟုတ်တော့ဘူးအခုက PDF ကလည်းတမျိုးထားတာတောင်းကျတယ်တောင်းကျင်တယ်တော့တောင်းမယ်။ KYA ရောလည်းတောင်းကျင်တယ်တော့တောင်းမယ်။ KYA လည်းတောင်းကျင်တယ်တော့တောင်းမယ်။အဲ့လိုဆိုကျွန်တော်နိုင်ပြည်ကျောင်းနိုင်ငံကဘယ်လိုလုပ်ဒီလက်နက်ကအကြမ်းဖက်တောင်းကျသူတွေလက်နက်ကိုင်းတိုင်းသားတွေဘယ်လိုလုပ် ပါလေ။နော်ခဏတော့တခါလေးကြာရင်အတူယူစရာရှိတာကိုယူပါ။သင်စရာရှိတာကိုသင်ပါ။ကျွန်တော်တို့ကဒါလမ်းပေါ်မှာမျက်မြင်ကိုတွေ့ကျွန်တော်ကိုယ်တိုင်ပြောခဲ့တာကျွန်တော်ဖမ်းမလားလို့ကျွန်တော်ကကြည့်နေတာ။ကျွန်တော်တေချာကြည့်နေတာ။ကြည့်တော့ဘယ်ရလာလဲလေ။တောင်ကြီးရလာတယ်လို့။ဒဲသွားမလဲလေ။အခုလက်ရှိဒီညမှာခြေသီးမှာသွားမယ်လို့။မိုင်းတော်တို့ခြေသီးလို့ပေါ့ဗျာလို့ပြောကျွန်တော်လည်းပြောရတာပေါ့။ဟုတ်ပြီရပြီ။ဘာမှလည်းမပြောဘူး။ဟုတ်တောင်းလာတော့ဗျာပေးပေါ့နော် တောင်းလာတော့တထောင်းတောင်းကျွန်တော်ဘာမှမပြောလားကျွန်တော်ဒီနေ့ဒီမှာကျွန်တော်မှာဓာတ်ပုံတွေရှိတယ်နော်ကျွန်တော်ကြေးဒီမှာမန်နေပါလိပါကျွန်တော်ကဆောက်သွားတယ်ကျွန်တော်လည်းတိုင်းပြည်အခြေအနေကိုကျွန်တော်သိကျင်တယ်လေကျွန်တော်အသက်ကိုစုံပြီးတော့မှကျွန်တော်မှကျွန်တော်ကြံနီမျိုးလုံးနဲ့ကျွန်တော်မှကျွန်တော်လေ့လာမယ်သင်သင်မယ်ကျွန်တော်ပြမယ်ကျွန်တော်တိုင်းရိုက်လွတ်လို့မရသေးတဲ့အချင်းဘူးလို့ဒီတိုင်းရိုက်လွတ်လို့ရသေးတဲ့အချင်းတွေကိုကျွန်တော်ပြောနေတယ်လို့လားဘူးမှမဖမ်းဖမ်းမှဆိုတော့မပေါ့စစ်တပ်ကလူတွေကျွန်တော်ကိုရမ်းချစ်တာအကိုကြီးအကိုကြီးလိုပဲနေတာအကိုကြီးတို့တွေ့ချင်နေကြပြီးလိုင်းပေါ်မှာအကိုကြီးတို့ပဲတွေ့နေတာအဲ့လိုမျိုးဖြစ်နေတာ ဘယ်လောက်ကြီးကောင်းလဲဗျာတိလားတိုင်းပြည်နိုင်ငံရဲ့လူမျိုးကဒါပေမဲ့တခုတော့ရှိတယ်တချို့တော့လုံစားနေတဲ့လူတွေပေါ့နော်ကိုချင်းစာပါလို့ကိုချင်းစာရပါတိုင်းပြည်နိုင်ငံရဲ့လူမျိုးအခုမြန်မာပြည်တွင်းထဲမှာကျွန်တော်တို့နိုင်ငံမှာခိုင်တန်းလက်လက်ကိုင်ကောင်းချင်းသူတပုံနေရောဟိုဘောရခိုင်တန်းလက်လက်ကိုင်ညီကိုတွေရောပြည်သူတချို့တော့ပြည်သူလူလူတွေရောပြောကြတယ်တိုးပါပေါ့လေဓမ္မတွေကတဲ့ လူပါရန်ဝရတယ်ကျွန်တော်မေးကြည့်တယ်ဘယ်လိုမျိုးတွေလူပါရန်ဝရလဲလို့မေးတော့အကိုတဲ့အချို့လူတွေကပတ်စံလေးယူတယ်တဲ့အောက်တန်းလေးကြားတယ်အဲ့တော့ကျွန်တော်ပြီးတော့မားတော့လို့တက်မလို့ကဘယ်လိုလူကြားလဲဆိုတော့သူတို့ကတဲ့ပြပြလေးလေးညင်ညင်နိုင်နိုင်နဲ့ဆောင်ရွက်ပေးတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကာသမားတွေနော်အချို့တော့စီးပွားရေးလုပ်ငန်းရှင်တွေကလက်ခံနေတယ် အခုကအဲ့လိုမဟုတ်တော့ဘူးတဲ့ခစ်ပြက်ကြီးထဲမှာတဲ့ခစ်ပြက်လေးလုတ်ပိုင်ဝင်ရှိတဲ့နေရာကိုယူထားတဲ့လူတွေကကြိုက်နေပဲတဲ့အဲ့ဒါဘလို့လူမျိုးတွေလဲလို့ကျွန်တော်မေးတော့စားပြီးနားမလဲဘူးတဲ့ပြောရင်လေတဲ့ကျွန်တော်တို့ပဲလုံအောင်ကြမှာတဲ့တရားဘလို့လူတွေလဲဆိုတော့ယူတယ်ကိုတဲ့တောင်းယူတာဝန်ခံမှုလည်းမရှိဘူးတဲ့အဲ့တော့တိုင်းသားတွေကမုန်းတာပေါ့တဲ့ကျွန်တော်စဉ်းစားမိလိုက်တယ်ကျွန်တော်ဒီလိုက်မှာတော့ဒါတွေကိုကျွန်တော်မပြောပါဘူးကျွန်တော်ကျွန်တော်ပြောတော့ပြောမှာမဟုတ်နော်ကျွန်တော်လည်းဒါ တရရရမှာတော့ကျွန်တော်ကောင်းကောင်းဒါတွေကိုနိုင်ငံတော်ကြီးကတွေပြီးအောင်လည်းခြားပြမယ်ကျွန်တော်ပြောချင်တာကိုကျွန်တော်ပြောချင်တာကျွန်တရားမျှတမှုရှိဖို့တော်တော်ကိုလိုနေပြီတရားမျှတမှုမရှိဘဲနဲ့မလုပ်ပိုင်ဝင်ရှိလို့မလုပ်လို့ရလို့ဆိုရင်တော့ဒီနေ့တစ်ချိန်ချိန်မှာနံပါတ်တွေရောနေရာတွေရော ယာရူးတွေရောအတိအကျနဲ့ကျွန်တော်တို့ကပြောပြရပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကခံစားချက်မရှိပါဘူးကျွန်တော်တို့ကခံယူချက်နေပဲဟိုတချို့တော့ဗောနော်ကျွန်တော်ဒီမှာနိုင်ငံအတွင်းမှာရှိတဲ့လူတွေပြောကြတယ်ပေါ်တာတွေဆွဲကြတယ်တူတာတွေဆွဲကြတယ်ကျွန်တော်ကဆွဲတယ်လို့မပြောဘူးဆွဲပါဆွဲပြီးတကယ်ကိုနော်နိုင်ငံအတွက်ကာဝန်ထမ်းဆောင်မယ်နော်ပါသစာတွေထည့်ပါလောက်ကြပါအခုအဲ့လိုမဟုတ်ဘူး စွဲတယ်နော်နိုင်ငံတော်အကြီးအကဲတက်မတော်ကဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဦးမေအောင်လိုက်အပါဝင်တက်မတော်ဒုချုပ်ကြီးနော်နောက်တော့တက်မတော်မတော်ထမ်းဆောင်တွေရဲဘော်ကနေစားပြီးတော့ကာကွယ်ဦးစီးချုပ်ဝတိအရန်တိတ်ခါကြားအဲ့ဒီပေါ်တိုင်းစွဲတယ်နော်ခစ်တက်ကြီးထဲမှာလှုပ်ရှားနေတဲ့ဝန်ထမ်းတွေကျွန်တော်တို့ကွန်ပျူတာကြောက်တယ်ဂျမ်းမန်ကြီးကြောက်တာနော်အဲ့တော့ကျွန်တော်ခစ်တက်ကြီးထဲမှာလှုပ်ရှားနေတဲ့လူတွေကိုကျွန်တော်တို့အစိုးရတရအနေနဲ့ ်ချိန်တင်ရနိုင်ပြီအခုအချိန်တွေတော်တော်ဆိုးလာပါပြီအောက်မှာတိုင်းပြတကယ်တမ်းကျရင်အေးချမ်းနေပြီတကယ်ကိုအေးချမ်းလာပါဘာမှမဖြစ်ဘူးလာချိုးပြန်ပြရလို့လည်းဘာမှဖြစ်သေးဘူးအေးဆေးပဲဒါပေမဲ့ပြလို့ဆိုမြန်မာနိုင်ငံရဲ့နော်အခိုင်အမာဆုံးသောကွန်စတီကျူရှင်းကြီးကမြန်မာပြည်မျိုးပုံပျောက်သွားအောင်လုပ်မှာမဟုတ်ဘူးမြန်မာပြည်မျိုးပုံကိုပေါက်ပျောက်သွားအောင်လုပ်မယ့်လူကမြန်မာပြည်ရဲ့တွေ့ကိုမြောက်ပေးနေတဲ့နောက်ကနေ အမိမသိတဲ့လက်နက်ကိုင်တောင်းကျမ်းသူတွေပဲအဲ့လူတွေမြောက်ပေးနေတာဓမ္မပိယတွေကဆက်လုပ်မယ်ဆိုရင်တော့မြန်မာနိုင်ငံတွင်းမှာရှိတဲ့အချို့သောဂျော်ဟာတွေအချို့သောမြို့တွေအချို့သောနေရာဒေသတွေပျက်စီးဆုံးရှုံးကြပါလိမ့်မယ်။နော်မြန်မာပြည်ကကျွန်တော်ကကွယ်ပြီးတိကျုံနေရတယ်တိတ်ပြီးတော့သူကဂျူးဆိုင်ထဲမှာမပါဘူး။ဘာလို့လဲ။မင်းတို့လို့ရင်မင်းတို့နေရာပဲပြတ်ပါလိမ့်။သူကလည်းနိုင်ငံကောင်းဆောင်အနေနဲ့ပြောပါလိမ့်။သူနေတဲ့နေပြီးတော့မပြတ်ဘူးလေ။ ြင်ဦးလည်းမပြတ်ဘူးရှမ်းပြည်နယ်တောင်ပိုင်းမပြတ်ဘူးရှမ်းပြည်နယ်မြောက်ပိုင်းကပြတ်သွားတယ်ဘာလို့လဲအဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာက DNA တွေ KIA ညာတန်းပြီးတော့ဘယ်နေရာမှမအေးချမ်းဘူးเนาะအခုတောင်ကြီးဆို PNO တို့အေးစေပဲဒီမှာ ဲ့တော့ကျွန်တော်စဉ်းစားကြည့်ကြည့်လေနိုင်ငံနဲ့တိုင်းပြည်ကိုပျက်စီးစေဦးပြင်းဦးလေဘာဖြစ်ဘူးခုတော့ပြင်းဦးလေရန်လွမ်းနေပြီပြန်ကျင်နေတာတောင်ကြီးလည်းဘာဖြစ်ဒီပြဘာမှဘယ်သူနေနေဘာမှမဖြစ်ဘူးဒါပေမဲ့တိုင်းပြည်ကိုဘယ်လိုလူတို့တွေကပျက်စီးနေလဲဆိုတာကတော့ကျွန်တော်တို့မသိနိုင်နဲ့လက်မဲကြီးပေါ့နော်ရှိတယ်ဒီဝါရီဝါရီနောက်မှာဘယ်လိုရှိလဲ MND နောက်မှာဘယ်လိုရှိလဲသူတို့တွေဘာစကားကြီးပြောလဲဟမ်တမပီရီရဲ့ဒီဒီစကားပြောတယ်လားကိုကန်စကားပြောတယ်လား TNN စကားပလောင်စကားပြောတယ်လား အဲ့ဒါမှ PDF ဆောက်ပေးနေလဲဘာမှအခုချိန်ဒီနားမလဲဘူးကိုယ်နိုင်ငံဖွင့်ပို့တိုးတဲ့ပုဂ္ဂိုလ်ဘလို့အရေးခံပြီးတော့အခြေချပြီးတော့ဘလို့လောက်ရမလဲအခုတော့တိုင်းပြည်ပြက်ပြီဟမ်ဘာဖြစ်သွားလဲမင်းတို့တော်လန်နေတဲ့စစ်ပွဲဦးမရောက်နိုင်ဘူးလားမင်းတို့စစ်ပွဲမဟုတ်ဘူးတော်လန်နေရတိုင်းမဟုတ်ဘူးမင်းတို့ကအဲ့တဲ့တော်လုံပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေတာအရန်ရှင်တာဖို့ကောင်းတယ်မင်းတို့လိုလေမြမပြည်အလဲပိုင်းထဲမှာဒီစစ်ပွဲတော်လုံးနဲ့ဆက်ချက် မတင်သွားရတဲ့လူတွေကယဉ်ကျေးမှုရှိပြီးတော့မှမင်းတို့ဗမာပြည်တည်းကဗမာသားအဘတွေလည်းမဟုတ်ဘူးအဲ့အပြကြာလည်းမလို့အဲ့ဒီအဘတွေလုံးပေးနော်အကုန်လုံးပြတာအဘတွေခိုးတာလည်းသူတသက်လုံးတည်သူစားသွားလို့မရဘူးနော်အဲ့တော့တိုင်းပြည်ကိုအခုအခြေအနေမျိုးကအကောင်းဆုံးပြည်ပြီးတော့နားလည်နိုင်တော့မယ့်အခြေအနေကိုရောက်နေပြီတိုင်းပြည်ကတကယ်တမ်းကြားလို့ရှိရင်ပြုပြင်ပြောင်းလဲဖို့လွယ်လွယ်လေးဒီလိုစစ်ပွဲကြီးတွေဖြစ်သွားတာလူတွေသိတယ် တယ်လူတွေသိသွားပြီစကွဲပြင်းဘာဖြစ်မလဲဘလို့ပြင်းဘလို့နေရာမှာရောက်ဘလို့ဖြစ်မလဲဒါမှမသိနေနေကြပါဗျာနော်ပြောလို့မရတော့လမ်းကကျွန်တော်တိတ်မကောင်းဖြစ်နေတာဟုတ်ကိုစိုးသိန်းနဲ့ပတ်သက်ပြီးပို့ထားတဲ့ကိုပို့နေကိုစိုးသိန်းကဘယ်လိုလဲကျွန်တော်လည်းမသိကိုစိုးသိန်းပြောလို့ပြောပါပြောနေတာကျွန်တော်ကလည်းအမှန်မှန်တော့ပြောဖို့ကြောင်းတာအများကြီးရှိတာဟိုလိုင်းကလုံးဝမကောင်းလို့ လိုင်းမကောင်းဘူးလိုင်းမကောင်းဘူး YouTube ကလူတွေကလည်းကျွန်တော်ကိုဝင်းချွေလက်ရှိမြန်မာနိုင်ငံခြေနေပြောင်းလဲသွားမှာပါဒေဂျာမန်နေရာလေး PDF ကဘာမှမယူဘူးလေအဲ့ဒါဆို PDF ကိုရွှေမှာထားလိုက်ပေါ့